အိုက်တင်ပေါ်ဝေပင်ခရပေမဲ့မင်းသမီးရဲမှာနိုင်ငံသားစုအများဆုံးရရှိသူဖြစ်လာတဲ့မင်းမြင့်မို့အားလုံးပဲမိင်္ဂလာပါရှင်နိုင်ငံတကာကပေးတဲ့ဆုတွေဆိုရင်မြန်မာနိုင်ငံကအမှုပညာရှင်တွေအနေနဲ့ရရှိဖို့ဆိုတာမလဲကူပါဘူးဒါပေမဲ့မင်းမြင့်မို့ကတော့မြန်မာနိုင်ငံကနာမည်ကြီးတွေတောင်မရတဲ့ဆုတွေကို နေကြောကရရှိနေရဖြစ်ပါတယ်မင်းမြင့်မို့ကတော့ MRTV4 မင်းသမီးလေးအနေနဲ့အမှုပညာလောကမှာနေရာတစ်ခုကိုရရှိလာခဲ့တာဖြစ်ပါတယ် MRTV4 မင်းသမီးတွေထဲမှာဆိုနေရာအပေးခံရဆုံးမင်းသမီးတစ်လက်ဖြစ်ပါတယ်ဒါအမြင့်ရုပ်ရှင်ဘက်ကိုကူပြောင်းခဲ့ ကျင်းမှလည်း Academy စုကိုချက်ချင်းဆိုသလိုရရှိခဲ့တာပေါ့ Academy စုရမင်းသမီးတယောက်ဖြစ်ပေမဲ့ ID မိုင်းမှာတော့ Braided စိတ်တိုင်းကြတာမျိုးမရှိနေခဲ့ပါဘူး ID မိုင်းမှာအားမရသူကများလာခဲ့တာပေါ့ Academy ရပြီးတဲ့နောက်ပိုင်းမှာမင်းသမီးတွေကတစ်ဆင့်တစ်ဆင့် ID နေတက်လာခဲ့တာပေါ့ ဒါပေမဲ့မင်းနီမိုကသူ့ item ကိုတက်စီမဲ့ရုပ်ရှင်မျိုးကိုမရွေးချယ်နိုင်တယ်လို့ဖြစ်နေရပါောင်းသူရွေးချယ်လိုက်တဲ့ရုပ်ရှင်ဇာတ်ကားတွေကဟာတာရုပ်ရှင်ဇာတ်ကားကြီးတွေအများပြားရိုက်ကူးခဲ့တာပေါ့ဒီလိုပုံစံတွေကြောင့်ပဲမင်းနီမိုက item မကောင်းဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ် Academy ရထားပြီး item မိုင်းမှာလိုအပ်ချက်ရှိနေရင်လို့ပြောကြပေမဲ့မင်းနီမိုကနိုင်ငံတကာမှာစုများစွာကိုရရှိနေရပါောင်းနှစ်တိုင်းလိုလိုနိုင်ငံတကာကပေးတဲ့စုတွေကိုတဆူပြီးတဆူတက်ယူနေလို့အဲဆိုဆိုရင်နောက်မလည်နိုင်ဖြစ်နေကြတာပေါ့ တချို့ဆိုရင်မင်းမင်းမို့ကဘလို့စကားရည်နဲ့များပေါက်လို့စုကိုတောက်လျှောက်ရရှိနေရလေလို့ပြောဆိုနေကြတာပါခုလက်ရှိမှာလည်းမင်းမင်းမို့ကကိုရီးယားနိုင်ငံကချီမင်းနဲ့စုကြီးတစ်ခုကိုရရှိသွားပြန်ပါပြီကိုရီးယားနိုင်ငံမှာ KIB Awards ကနေကြီးမြင့်ပြီးတဲ့ Global Entertainment Influencer Impact Award စုကိုရရှိခဲ့တာဖြစ်ပါတယ်ဒီစုကိုရရှိခဲ့တဲ့အတွက်မင်းမင်းမို့ကကိုရီးယားအထီးကိုစုသွားယူခဲ့တာဖြစ်ပါတယ်အဆိုပါပွဲမှာမြန်မာဝမ်းဆက်အဖြူအောင်လေးကိုတေချာလေးဝစီခဲ့တာဖြစ်ပါတယ်ဒါအပြင်စုရရှိရတဲ့အတွက်ကျေးဇူးတင်စကားလေးပြောခဲ့တယ်လို့အလားဆုံးစုတက်ယူခဲ့တာပါ ါပါဒါအပြင်စုသားယူဖို့အတွက်ကိုရီးယားကိုမိသားစုနဲ့အတူပြီးခဲ့တဲ့ရက်ကလေးကသွားခဲ့ရဖြစ်ပါတယ်မြေမြင့်မို့ကတနစ်ကိုနှစ်ကြိမ်လောက်ကိုအင်တာနက်ရှင်တွေကပေးတဲ့စုကြီးကိုရရှိနေရဖြစ်ပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ကစပြီးတော့ international ကပေးတဲ့စုတွေကိုရရှိနေတာပေါ့2024မှာတော့စုက2ကြိမ်အောင်ရရှိတာပေါ့အခု2025မှာလည်းစုက2ကြိမ်အောင်ရရှိလာလို့သိရပါတယ်ဒါကြောင့်မို့မင်းမြင့်မွေရဲ့အိမ်မှာဆိုရင်နိုင်ငံခြားကပေးတဲ့စုတွေကတပုံကြီးဖြစ်နေပါပြီ မိမိမို့ရရှိတဲ့စုတတော်များများကရုပ်ရှင်စုကြောင်းတော့မဟုတ်ပါဘူး။ရုပ်ရှင်ဇာတ်ကားတွေကြောင်းမဟုတ်ပေစီးပွားရေးလုပ်ငန်းနဲ့ influencer နဲ့ဆိုင်တဲ့စုတွေကိုတော့တောက်လျှောက်ရရှိခဲ့ရဖြစ်ပါတယ်။မိမိမို့ကမြန်မာနိုင်ငံကထိတ်တဲမင်းသမီးတွေနဲ့ရှင်အောင် နိုင်ငံတကာက PS ကိုအများဆုံးရရှိတဲ့မင်းသမီးတစ်ယောက်လည်းဖြစ်လာပါပြီ။ Braid တီကတော့နိုင်ငံတကာမှာစူပယ်ယူနီတာထက်ဆိုင်ရင်ရုပ်ရှင်အတွက်သူ့ item ကိုပို့ပြီးတော့အလေးထားစီချင်တာဖြစ်ပါရည်။မင်းမြင့်မို့ကိုအရေးထဲကလို character မျိုးနဲ့မြင်တွေ့ချင်ကြတာဖြစ်ပါရည်။အရေးထဲရလို item ပြည်နာကိုမြင်တွေ့ချင်ကြပေမဲ့မင်းမြင့်မို့ကစကားရွေးချယ်တာမှားနေတော့ဖြစ်ပါရည်။ နောက်ထပ်အကယ်ဒမီဆူရဖို့နာမည်ကြီးတဲ့ဇာတ်ရုံမျိုးမြင်းချင်းမိမိဝင်းနေတည်တာမို့အားမလို့အားမရဖြစ်ခဲ့နေရတာပေါ့နိုင်ငံတကာစုရရရှိခဲ့တဲ့မိမိမို့ရဲ့ IDM ပုံဘလုံးမြင်လေးဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်